ဓမ္မဇုံမီကျင်လေးတုံဘုအုံဇုံမီခင်ပေဟုံဟုတ်ပီင်းမင်္ဂလာပါရှင်ဇမနာမီတော့ကိုင်အန်တင်းဖြစ်ပါသည်ရှင်လေရှိပါတီတာဝန်ကတော့ဇုံမီအမျိုးသားပါတီဘဟုအလုတ်အမှုဆောင်ကောမတီဝင်းတူဖြစ်ပါသည်ယခုချိန်မှစ၍ယုံမီအမျိုးသားပါတီမိုးဝါဒသဘောထားလုပ်ငန်းစဉ်များကိုတင်ပြဆွေးနွေးသွားမှာဖြစ်ပါသည်ဇုံမီ မြေဘပီသူများရှင် မကြမီစသင်ချင်းပပြုတ်လုံးမဲ့အထွေထွေရွေးကောက်ပွဲ၌ကျမတို့ဇုံမီအမျိုးသားပါတီတွေလည်းလွတ်တော်အသီးသီးတွင်ဝင်ရောက်ရှင်ပြိုင်ပင်ဖြစ်ပါသဖြင့်တတ်နိုင်တဲ့ပြမဝင်းဝင်းထောက်ခံရသည်ပြီးနိုင်ရန်ပထမဦးစွာသင်ပြလိုပါသည် လာမဲ့အထွေထွေရွေးကောက်ပွဲတွင်မြေဘပီသူများဆုံးဖြတ်ချက်မမားစေရနဲ့ဇုံမီတိုင်းရင်းသားများ နောက်ကောက်မတန်ရစီရန်အတွက်အချိန်မီပြင်းစင်တင်းဒီများပြင်းစင်နိုင်ဖို့လေအသည့်ပြီးညှိုးစော်လိုပါသည် ကျမတို့ဇုံမီအမျိုးသားပါတီအနေဖြင့်နိုင်ငံရေးပြဒနာများကို နိုင်ငံရေးနေလမ်းများဖြင့်တည်ဆဲဥပဒေပေါင်းများအတွင်း၌သာအပြေရှားနိုင်မည်ဟုအခိုင်အမာယုံကြည်ပါသည် ထို့အပြင်ဂျမတို့ဇုံမီအမျိုးသားပါတီ၏နိုင်ငံရေးသဘောထားယက်တီချက်များမှာဇုံမီတိုင်းရင်းသားများအပါအဝင်မြန်မာပြည်တွင်မြေတင်းနေထိုင်သောတိုင်းရင်းသားအားလုံးတို့၏နိုင်ငံရေးအရတန်းသူနေမှုရရှိဖို့နှင့်အနစ်သာရပြည့်ဝသောဒီမိုကရေစီနှင့်ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအထီးခံသည့် ပြည်ထောင်စုပေါ်ပေါက်ရေးအတွက်သက်ဆိုင်ရာအင်အားစုအသီးသီးတို့နဲ့လက်သွေးအကောင်ထဲပေါ်တည်ဆောက်ဖို့စူးစမ်းဆောင်ရွက်သွားရန်ဖြစ်ပါသည်ထို့ကြောင့်ကျမတို့ဇုံမီအမျိုးသားပါတီ၏မောဝါဒသဘောထားလုပ်ငန်းစဉ်များကိုအောက်ပါပေါ်ပြအတိုင်းတင်ပြသွားမှာဖြစ်ပါသည်ရှင်အခြေဟာမူများတဲ့ ဇုံမီတိုင်းရင်သားများဤအမျိုးသားအကျိုးစီးပွားကာကွယ်ဆောင်ရှောက်မြင့်တင်ရေးနှင့်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုပြည်ပင်စွာပေါ်ထွန်းရေးအတွက်အခြားသောဤကိုတိုင်းရင်သားများနှင့်အတူတကွလက်တွဲကြိုးပမ်းဆောင်ရွက်ရေး၃ဇုံမီတိုင်းရင်သားများဤဥစ္စာတနအမြင့်မီကိုကိုယ်တည်းဘာသာ စာပေရင်ကျင်းမှုဒလိထုံးသားများအားကောက်ွယ်ထိန်သိမ်းဆောင်လျှောက်မြင်းသိမ်းရေးလေးနိုင်ငံတော်ဤအထွတ်အခြားအာဏာသိမ်းတန်းခိုင်မဲ့ရေးငိန်ချမ်းသာရသောလွတ်အတိုင်းအဝင်တေဆောက်ရေးနဲ့လွတ်လိုက်ရေးအတွန်းစီကြားသိမ်းတန်းခိုင်မဲ့ရေးငါမြန်မာနိုင်ငံဤနိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များနဲ့ နိုင်ငံပြန်လည်တည်ဆောက်ရေးတွင်ဇုံမီတိုင်းရင်းသားများအားကိုစားပြုတ်ရေးဆိုနိုင်ရေးတုတ်ဖြစ်ပါသည်ကျမတို့ဇုံမီအမျိုးသားပါတီ၏အဓိကရည်ရွယ်ချက်များကိုလည်းစစ်လက်တင်ပြသွားမှာဖြစ်ပါသည်ရည်ရွယ်ချက်တဇုံမီတိုင်းရင်းသားများအားလုံးသွေးစင်းနှင့်ရေးရရှိအောင်ဆောင်ရွက်သွားမည်နှင့် အခြေခံလူအခွင့်အရေးများရရှိရေးနဲ့ဒီမိုကရေစီအခွင့်အရေးကြောင့်လူနေစု၏အခွင့်အရေးနိုင်ငံသားအခွင့်အရေးထိခိုက်ဆုံးရှုံးမှုမရှိပဲအထက်အခိုက်မရှိအောင်ဆောင်ရွက်မည်၃အမည်မြန်မာနိုင်ငံတော်၏စီးပွားရေးလူမှုရေးစံမရေးပညာရေးကဏ္ဍများပုံမှုပေးတူးတက်မြင်းမာရေးကြိုးပမ်းမည်၄ လုံမီတိုင်းရင်းသားများဘိုးဘွားစင်စစ်နေထိုင်တဲ့ဒေသများနဲ့ဆက်ဆက်တဲ့ဒေသအလုံးတပြင်းနေမြေဆုံဖွင့်ဖြူတူးသိမ့်ရန်ဆောင်ရွက်သွားမယ်။ငါလွတ်လပ်သောဈေးကွက်စည်းဝါးရေးစနစ်ကို ပြည်ပြင်းစွာအကောင်အထည်ဖော်ဆောင်နိုင်ရန်ကြိုးပမ်းမယ်။၆ဇုံမီဒေသအတွင်းထွက်ရှိသောတဘာဝတယန်တန်တများ၏ထိုက်တင်သော အကျိုးခံစားခွင့်များကိုရုံပြီးတိုင်းရင်သားများရရှိအောင်ကြိုးစားဖော်ဆောင်ပြီးခုနှစ်ဇုံမီဒီတအတွင်းစိနေဆက်ကုံတွေရေးလမ်းကြောင်းများတူးချက်ဖွင့်လင့်နိုင်ရေးနဲ့သူလမ်းကြောင်းများမှ ရရှိသော အခွန်အခသို့မဟုတ် အကောက်ခွန်များကိုပြေထောင်စုပြေနေနဲ့ဒေတန္တရဒေတာများရှိပြေသူများ တာတုန်ညစွာရရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။တစ်စစ်သေးတွင်စစ်လက်၍ကျမတို့ယုံမြင်အမျိုးသားပါသည်၏။စေလုံငန်းစဉ်များကိုလည်းမြေဘပြည်သူများသိရှိ နိုင်ပါရန်တင်ပြဆွေးနွေးသွားမှာဖြစ်ပါသည်။လုံငန်းစဉ်များသည်ပြည်ထောင်စုအတွင်းမြေသိနေထိုင်သောပြည်သူလူထုတရက်လုံး၏ဒီမိုကရေစီအခွင့်အရေးကိုချုပ်ခံကာကွယ်ရေးနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ထစ်တေရေးစေလုံးနေွေရေးတရားမျှတသောတန်းသူအခွင့်ရေးရရှိရေးစသည့်တို့ကိုအခိုင်အမာတည်ဆောက်ရင်းပြည်ထောင်စုကြီး၏အချော့အချာအာနာကိုကာကွယ်ဆောင်လျှောက်ရေး၃လွတ်လပ်စွာပွင့်လင်းသောနိုင်ငံ၏မူဝါဒကိုကျင့်သုံးရင်းပြည်တွင်ငင်းချမ်းရေးမှသင့်ကပတ် ငိန်ချမ်းရေးကိုတဖက်တလားမှအထောက်အကူပြုစေရေးလေးနိုင်ငံသားတိုင်းလုံးနေစွန်များ၏ပညာသင်ကြားခွင့်အခွင့်လမ်းများနဲ့မိမိလိုချင်သည့်အသက်မွေးဝန်းကြောင်းပညာအရရတုံးအာလွတ်လပ်စွာလေလာစေပူးနိုင်ရေးအတွက်အခွင့်လမ်းများကိုပေါ်ဆောင်ပေးနိုင်ရေးတို့ဖြစ်ပါသည် နေကုန်းချောက်အနေနဲ့ကျွန်မ သင်ပြလိုတာကတော့ဇုံမီမိဘပေတော်များအနေဖြင့်တိထားရမင်းမာအခြားသောသစ္ဆာရာတိုင်းရင်သားနေကို အသေးသေးတို့ဒီလေမိမိတို့တိုင်းရင်သားလူမျိုးကို ကိုစားပြုတ်တော့ပါတိကိုတာလင်းထောက်ခံစာနာမဲပြီးရွေးကောက်သိမ်မြောက်စမေမာအေဂေကမလွေးဖြစ်ပါသည်ထို့ကြောင့် ဇုံမီမိဘပေတို့များအနေဖြင့်လဲဇုံမီတိုင်းရင်းသားများ၏အမျိုးသားအကျိုးစေးပွားကာကွယ်ဆောင်လျှောက်မြင့်တင်နိုင်မည်မိမိတို့လူမျိုးကိုကိုစားပြုသည့်ဇုံမီအမျိုးသားပါတိကိုသာထောက်ခံဆန္ဒမြဲပြီးရွေးကောက်တင်မြောက်ကြပါရန်ကျမအနေဖြင့်အလေးအနစ်ထားနိုးစော်တိုက်သွန်းချင်ပါသည်ရှင်မြန်မာနိုင်ငံသူနိုင်ငံသားအလုံးစိတ်ဤချမ်းသာခြင်းကိုဤတမချင်းနဲ့ ပြည့်စုံပါစေရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နဝိကပီတုံဝါလုံတမမအေးတုတ်ပါထဖာ